အရေးပြားရတာကတော်တော်လေးခံရခက်တဲ့ကိစ္စပဲဖြစ်ပါတယ်။အရေးပြားရှားနေတယ်၊ဆေးလည်းမတောက်ချင်ဘူး၊ဆေးလည်းမလူးချင်ဘူးဆိုရင်တော့အရေးပြားရတာတွေတတဆီဖို့အတွက်ဘာတွေစားပြရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပါသေးရင် subscribe လုပ်ပြီးတော့ဘေးနားအနုဒီဖဲလို့ like ဖြည့်ပေးပါအောင်ရှင်။အရေးပြောက်ရာရစီနိုင်တဲ့အကြောင်းရင်းတွေကအများကြီးရှိပါတယ်။ဓာတ်မတည့်တာ၊ပိုးကောင်ကြိုက်ခံရတာ ချင်ကြိုက်ခါရတာအစားအသောက်ကြောင့်အရေပြားရရင်နော်ကြောက်ကဲ့ယောဂသွေးကြိုစီးကြိုမှို့ပိုးဝင်တာနဲ့အရေပြားယောဂအမျိုးမျိုးကြောင့်လည်းအရေပြားတွေရရနိုင်ပါတယ်အရေပြားရရင်လူတို့တော်တော်များများကအရာသက်တောင်ဆိုပြီးတော့ကုတ်ကြပါတယ်တကယ်ကတော့ဒါကနီးလကောက်မဟုတ်ပါဘူးကုတ်တာဖေးတာကအရေပြားရရင်တော့ပိုဆိုးစေနိုင်ပါတယ်အရေပြားရရင်တော့သက်တာစေနိုင်တဲ့ဗီတာမင်တွေရှိပါတယ်အရေပြားရရင်တဲ့အခါမှာဗီတာမင် A ဗီတာမင် C နဲ့ဗီတာမင် E ပါတဲ့အစားအစာတွေကရရင်တော်တွေကိုကုတ်စရာ ဖျက်စရာမလိုပဲနဲ့ဒီတတာတတာစီမှာပဲဖြစ်ပါတယ်ဒီတော့အရင်ပြားရရဲ့အောင်တက်တာစီဖို့အတွက်ဗီတာမင် A ဗီတာမင် C နဲ့ဗီတာမင် E ကျွဲဝါးတဲ့အစားအစာတွေကိုစားသုံးဖို့လိုအပ်ပါတယ်ရှင်။ဗီတာမင် E ကဒလိုစဉ်ပစ္စည်းကျွဲဝါးတာကြောင့်အရင်ပြားအောင်ဒလိုပစ္စည်းတွေအန်ဒီယေကနေကောက်ွယ်ပေးနိုင်ပါတယ်။ ဒတို့ပစ္စည်းတွေအန်တီရကနေကောက်ွယ်ပေးနိုင်ပါတယ်။အသားအရေခြောက်တွေတာ၊ရှားရံတာ၊ထိခိုက်လွေတာတွေမဖြစ်စေဖို့လည်းကောက်ွယ်ပေးပြီးတော့အရေပြားအသစ်တွေဖြစ်ပေါ်စေဖို့လည်းအားဖြစ်ပေးပါတယ်။သွေးစည်းစိမ်လည်ပတ်မှုကောင်းစေဖို့လည်းထောက်ကူပေးပါတယ်။ဒါကြောင့်နေ့စဉ်စားသုံးမှုမှာဆိုရင်အသားအရေကိုအားဖြစ်ပေးတဲ့ဗီတာမင် E ပါဝင်တဲ့ပြောင်းဘူး၊အုတ်ကြုံ၊အခိုမာသီးအစစ်အစံအင်းနုံနဲ့တန်လွင်သီးနဲ့တန်လွင်စီတွေကိုစားသုံးပေးတင်ပါရဲ့ရှင်။နောက်တစ်ချက်ကတော့ဗီတာမင် C ကျွဲဝါးတဲ့အစာအုပ်စုပါ။ ဗီတာမင်စီချိုးလိုက်တဲ့အခါမှာအရေပြားကျန်းတဲ့6တူရာအဖက်လန်နာရာရဲနာတွေဖြစ်စေနိုင်ပါတယ်ဗီတာမင်စီကကိုလာဂျင်လို့ခေါ်တဲ့ပရိုတိတမျိုးဖြစ်ပေါ်စေဖို့အားဖြည့်ပေးပါတယ်ဒီအာဟာရဓာတ်ကအရေပြားကိုရာရဲမှုကင်းစေပြီးတော့အမာရွတ်တွေအမဲဇက်တွေကိုလည်းတတ်တာစေနိုင်ပါရဲ့ဒါကြောင့်အသားအရေတွေကျန်းမာစေဖို့ဆိုရင်တော့ဗီတာမင်စီကျွေးဝတဲ့ပန်းလျော့ပွားလိမ္မော်သီးကံပီယာသီး grapefruit kiwi သီးမလက်ကာသီးခေါ်ပြီးတော့နဲ့ပန်းခေါ်ပြီးစိမ်းစတာတွေကိုစားပြီးလို့ရပါရဲ့ရှင် နောက်ဆုံးတစ်ချက်ကတော့ဗီတာမင် A ကျွေးဝါးတဲ့အစာအုပ်စုပါဗီတာမင် A ကအရင်ပြားကျန်းမာစေဖို့အတွက်အားဖြည့်ပေးတဲ့ဗီတာမင်တစ်မျိုးပဲဖြစ်ပါတယ်ဆဲသည့်တွေကိုဖျက်ရှားပေးပြီးတော့အရင်ပြားရရမှုကင်းစေဖို့လည်းအားဖြည့်ပေးပါတယ်အသားအရေကိုတရင်လှပစေဖို့လည်းအားဖြည့်ပေးပါတယ်ဒါကြောင့်အရင်ပြားရရမှုကင်းပြီးတော့ကျန်းမာစေဖို့အတွက်ဗီတာမင် A ကျွေးဝါးတဲ့ကစွန်းအုပ်တခွားမွေနို့ဥအမျိုးမျိုးနဲ့အသည်ဓာတ်တွေကိုစားသုံးပေးတင်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့အရင်ပြားရရနာသက်သာစေဖို့အတွက်ဟာရီစားပေးရမယ့်စနောက်ကိုတည်သွားလောက်ပြီးလို့ရှင် င်ပါတယ်။ညီမရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။